ွဲမင်္ဂလာပါခொနရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085 BDN YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရယ်ဆက်မကတော့ဆောလာနွေနီဖြစ်ပါတယ်ဆက်မနေနဲ့ကတော့2025ခုနှစ်ဇူလိုင်လအတွက်တောက်ကြသားသမီးတွေတလားစာအထူးဟောစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အစည်းအဝေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှင်းရလေးပြုလုပ်ပေးပါစမတို့ရဲ့ TikTok ခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะကျမတို့ရဲ့ video လေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะအော်ဒီလအတွင်းမှာတောက်ကြသားသမီးတွေရဲ့အလောက်ကိုင်းကိစ္စเนาะစီးပွားရေးကဏ္ဍတွေငွေကြေးအကြောင်းကလူမှုရေးကဏ္ဍပေါ့เนาะအဲ့တော့ကျန်းမာရေးကဏ္ဍလေးတွေအိမ်တွင်းအိမ်နောင်ရေးเนาะမေတ္တာရေးကဏ္ဍလေးတွေကအစားရေဒီယာလေးတွေကိုတော့တစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီလအတွင်းမှာတောက်ကြသားသမီးရဲ့လုပ်ငန်းစီးပွားခံရလေးကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလမှာတောက်ကြသားသမီးတွေရဲ့လုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာခက်ခဲမှုတွေကြားရရနေပြီးတိုးတက်လာတာမျိုးတွေရှိမယ်။ရက်တက်နေတဲ့အလုပ်လေးတွေပြန်ပြီးတော့အဆင်ပြေလာတာမျိုးတွေရှိမယ်ပေါ့နော်။လောရှိလုပ်ငန်းအပြင်တခြားလုပ်ငန်းလေးတွေတွဲဖက်လုပ်ကင်ရတာမျိုးတွေတော့ရှိမယ်။လုပ်ငန်းပိုင်းတွေမှာတော့အနေနဲ့စိတ်ပြေစီမှုတွေများလာနိုင်တယ်ပေါ့နော်။အဲ့တော့လုပ်ငန်းတွေမှာတော့အခက်အခဲထင်းကုန်လေးတွေကြုံတွေ့ပြီးမှအဆင်ပြေနိုင်တဲ့အရာရာလွယ်လို့တကူမဖြစ်နေဘူးပေါ့နော်။ရဝင်းမ မှဆက်သွယ်တဲ့လုပ်ငန်းလေးတွေအဆင်ပြေစေတာမျိုးတော့စီးပွားရေးတိုးတက်လာတာမျိုးကောင်းမွန်လာတာမျိုးတွေတော့ရှိမယ်မိမိကိုယ်တိုင်ဥဆောင်ဥရွယ်လုံနိုင်မှသာအရရာအဆင်ပြေမဲ့အနေထားမှာတော့ရှိတယ်သူတို့ဘာကိုအားကိုးလို့မရဘူးပေါ့နော်သူတို့ဘာအားကိုးရင်ကိုယ်ပဲဒုက္ခပြန်ရောက်တာမျိုးတွေရှိမယ် ကိုဒူးကိုရှင်ရက်တီမှာအဆင်ပြေမဲ့အနေအထားမှာရှိရဲပေါ့နော်အဲ့လိုမျိုးအောက်လိုင်းငယ်သားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေဂျုံမဲ့နော်အဲ့လိုမျိုးရင်းနှီးထားတဲ့အရာတွေရတဲ့အမြတ်ဆုံးရရှိတာမျိုးတွေဂျုံရမယ်လုပ်ငန်းတည်တည်စတင်ပြီးတော့အကောင့်နဲ့ဖော်တာမျိုးတိုးချဲ့လောက်ကင်မဲ့ဆိုရင်လုံးလို့ရတဲ့အနေအထားမှာရှိရဲပေါ့နော်အဲ့လိုမျိုးအဲ့တော့ဝန်ထမ်းဆိုရင်တော့အလုပ်မှာအထက်လူကြီးဖျားပေးခံနိုင်သလိုနော်နည်းနည်းလေးပေါ့စိတ်ပင်မဲ့မှုလေးတွေစိတ်ရှုပ်ရှားလေးတွေဂျုံမဲ့နော်အဲ့လိုမျိုးလုပ်ငန်းအဆင့်တော့ဝင်ငွေအဆင့်တော့တိုးတက်လာတာမျိုးတွေရှိမယ်အချင်းချင်းထဲမှာအပြိုင်ဆိုင်မှုလေးတွေမနာလိုမှုလေး 个状元的。 နော်ဒီအဲ့လိုမျိုးဝန်ထမ်းနေနေထားပါဗောနော်အပြောင်းလဲကိစ္စတွေကောင်းတယ်ကောင်းသောပြောင်းလဲခြင်းမျိုးတွေဖြစ်တဲ့အပြောင်းလဲကိစ္စလုံးလို့ရတယ်နော်အဲ့တော့ဒီလာထဲမှာအယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝတ်တက်မယ်အဆင်ပြေမယ်နော်အဲ့လိုမျိုးရောင်းဝကောင်းနေမယ်အမြတ်ဆိုးနေရရှိရမျိုးတွေကြုံမယ်နော်လုပ်ငန်းနေပြီးတော့ထပ်ပြီးတော့တိုးချဲ့မယ်ဆိုရင်လည်းတိုးချဲ့လို့ရတယ်ပေါ့နော်အဲ့တော့ဒီလာထဲမှာဆိုရင်မိမိတို့အနေနဲ့နော်လုပ်ငန်းလုပ်တဲ့နေရာမှာလောဘမကြီးပဲနဲ့စိတ်ကိုအေးစားထားပြီးတော့ပြုလုပ်မယ်ဆိုရင်အဆင်ပြေတယ်လောဘကြီးမယ်ဆိုခက်ခဲမှုတွေကြုံရမယ်ပေါ့နော် တော့ဒီလာထဲမှာအင်ကာနန်ပစ္စည်းတွေနောက်ပြီးတော့အာစာသားပင်နံပစ္စည်းတွေစနေနံပစ္စည်းတွေအဝင်ရှိတယ်ဒီနံပစ္စည်းတွေနဲ့စီးပွားရေးလုပ်မယ်ဆိုရင်တော့အဆင်ပြေတယ် နော်အဲ့တော့ဂျာတာပြင်းနံဆိုတာပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာမွေးမြူရေးလုပ်ငန်းမုန်းလုပ်ငန်းတွေပေါ့နော်ထဲလုပ်ငန်းဓာတ်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်နိပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနောက်စားတောက်ကုန်စတိုးဆိုင်ဆန်စီဆေးပေါ့နော်အဲ့လိုမျိုးဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေအချို့ပြုတယ်အဲ့လုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုံးအောင်မြင်မယ်တိုးတက်မယ်ကျော်စောမယ်နော်မိမိတို့အတွက်ဒါအချို့ပေးလုပ်ငန်းတွေဖြစ်ပါတယ်ဒီလတွေမှာလည်းပေါ့နော် အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်လုပ်ငန်းစီးပွားပိုင်းနဲ့အတူမိမိတို့အနေနဲ့ဒါနသီလလေးတွေနဲ့ဖြတ်သန်းမှာဒါနဆိုတာကတော့ပေးကမ်းစွန်ကျဲတာမျိုးလေးတွေနော်အတော့ကောင်းမှုကုသိုလ်လေးတွေသီလမြဲတာလေးတွေနဲ့နော်လုပ်ငန်းစီးပွားတွဲလုပ်ပါဒါနသီလတွေကောင်းမှုကုသိုလ်လေးတွေနဲ့ဖြတ်သန်းမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းပိုင်းတွေမှာခက်ခဲမှုတွေလွတ်မြောက်မယ်အတိုက်အခိုက်တွေကျော်လွှားနိုင်တယ်ပေါ့နော်အောင်မြင်ခြင်းတွေရရှိမှာဖြစ်ပါတယ် ဲ့တော့ငွေကြေးခန္ဓာလေးတွေပြောပြပေးမယ်ပေါ့နော်ငွေကြေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာငွေကငွေရှားတာလွယ်ကူနေမယ်ငွေဝင်လန်းတွေပေါ်လာမယ်ပေါ့နော်အဲ့လိုမျိုးခက်ခဲနေတာတွေပြန်ပြီးအဆင်ပြေတာမျိုးလေးတွေကြုံမယ်ကြံ့ညာနေတဲ့ငွေကြေးတွေလက်ဝဲပြန်ပြီးတော့ရရှိတာမျိုးတွေကြုံမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ငွေကြေးကတော့ကိုကကိုကိုတိုင်းပေါ့နော်ငွေသုံးများနေတာမျိုးသူတို့ဘောက်ထောက်ပံ့ပေးမှုကြောင့်ငွေအထွက်ရှိမယ်ငွေလူလိန်ခံရတဲ့အတွက်အာမခံတဲ့အလုပ်ချင်းကားတဲ့အလုပ်သတိထားပါတော့ငွေတို့ချင်းစားရတဲ့အလုပ်တွေလုံးလို့မရဘူးပေါ့နော်အဲ့တော့မျိုးငွေနဲ့ရင်းတဲ့အလုပ်လေးတွေကတော့သတိထားပြုလုပ် ရမယ်လာလေးတလဖြစ်တယ်ပေါ့နော်အဲ့တော့ငွေဝင်ဌာနကောင်းမှုပြုပေးပါငွေဝင်လာပြီဆိုရင်ကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပါငွေမြဲစေတတ်ပါတယ်နော်တောင်ကြအသားသမီးလေးတွေရဲ့လူမှုရေးကဏ္ဍလေးတွေကိုဆက်ပြီးတော့ပြောပြပါမယ်အဲ့တော့ ဒီလတွင်မှာလူမှုရေးကဏ္ဍလေးကတော့အကြီးမားပြဿနာတော့မရှိဘူးဆရာကောင်းတွေနဲ့တွေ့စီတာမျိုးတွေကြုံမယ်မိမိထက်ကြီးခဲ့သူတွေနဲ့တော့ဒါစိတ်တမ်းမကြအားလေးတွေစိတ်လိုမကြမှုလေးတွေရှိမယ်နောက်ပြီးတော့လူမျိုးသားဘာသာကြအထောက်ပံ့ပေးတာမျိုးလေးတွေအောင်းနဲ့ငယ်သားအထောက်ပံ့ပေးတာမျိုးလေးတွေရှိနိုင်နိုင်တယ်ပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာတော့အချင်းချင်းမှာမနာလိုမှုလေးတွေပြိုင်ဆိုင်မှုတွေရှိတယ်သတိထားပြုလို့ပြောဆိုနိုင်မှုလိုမယ်လုပ်ငန်းပိုင်းတွေမှာကိုယ်ကအရရာဥဆောင်မှုပြုလို့ပါလူယုံမထားသင့်ဘူးကိုယ့်ရဲ့လုပ်ငန်းစီးပွားကိစ္စတွေပြပြတာတာမီနာတွေသတိထားပေါ့နော်အဲ့တော့ကိုရှိအကောင်ပြောပြီး ကွက်ရမကောင်းပြောဆိုရင်ခံရတာမျိုးကိုယ့်အကြံသူများဥသွားတာမျိုးတွေကြုံရနိုင်တယ်ထို့ကြောင့်လူမျိုးရေးကဏ္ဍလေးတွေဒါသတိထားပြီးတော့ပြီးတော့ပြောဆိုမှာအဆင်ပြေမယ်မမိကိုဒါခင်တဲ့လူချစ်တဲ့လူရှိသလိုမမိကိုမနာလိုတဲ့သူလေးတွေလည်းရှိလာနိုင်တဲ့အတွက်လူမျိုးရေးကဏ္ဍမှာအရာရာသတိနဲ့ပြောဆိုဆက်ဆံနိုင်မှအဆင်ပြေမယ်လူမျိုးအပေါင်းအသင်းအဖွဲ့အစည်းတွေမှာမမိကဥဆောင်ဥရွယ်လုပ်တဲ့နေရာလေးတွေမှာကိုကသတိထားပါเนาะမကောင်းပြောဆိုခြင်းခံရတာမျိုးနောက်ပြီးတော့အတိုက်ခံနေပြုလုပ်ခြင်းခံရတာမျိုးတွေကြုံတွေ့ရနိုင်တယ်ထို့ကြောင့်အသင်းအဖွဲ့အစည်းတွေကိုမမိ ကဥဆောင်ရွယ်မလုပ်ပါနဲ့တခြားအကြောင်းအရာတွေဒါကိုကကူညီပေးတာမျိုးပြုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလအတွင်းလူမှုရေးကဏ္ဍလေးကတော့အဆိုးကောင်းဒွန်တွဲတဲ့လာလေးပေါ့နော်နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးကဏ္ဍလေးတွေကိုပြပြပေးသွားမှာပါအိမ်တွင်းအိမ်နောက်ရေးကဏ္ဍလေးတွေမှာတော့ဒီလအတွင်းမှာအဆင်ပြေတာတွေရှိသလိုမပြေတာတွေလည်းရှိနေမယ်မိသားစုရဲ့အတွက်ထောက်ပံ့ပေးနေရမျိုးတွေဂျုံတွေ့ရမယ်တချို့သောအရာတွေမှာမမိစိတ်နဲ့တထက်တည်းမကြနာမျိုးတွေရှိမယ်မမိနဲ့ဆန့်ကျင်မှုတွေဖြစ်နေတတ်တယ်ပေါ့နော်မမိအိမ်နောက်ဖက်နေလဲတခါတည်းရန်ပေါ့နော်အဆင်မပြေမှုတွေဂျုံရမယ် ူတခုကိုတခုနဲ့စကားမျိုးအမျိုးလေးရှိသလိုစကားအခြေအနေလေးပြောရတတ်တယ်။တသနာကြီးကြီးမားမားတော့မတက်ဘူးပေါ့နော်။ဒါပေမဲ့လည်းအလိုမျိုးတယောက်နဲ့တယောက်ဒါအမြင်မကြည်မနေတဲ့ဖြစ်ပြီးတော့သူတခုကိုတခုစကားအခြေအနေလေးပြောရတာမျိုးတော့ရှိမယ်။နော်စိုးစိုးဝါနေထားတော့မရှိဘူးပေါ့နော်။အညာအိမ်နဲ့အိမ်တော်ကြီးခန္ဓာလေးရတော့အဆိုးကောင်းတွန်တွဲတယ်ပေါ့နော်အိမ်နဲ့အိမ်တော်ကြီးလည်းအဆိုးကောင်းတွန်တွဲတယ်အဆင်ပြေလိုက်နော်အဆင်ပြေတာရှိသလိုမပြေတာကြီးလည်းရှိနေတတ်တာပေါ့နော်ဒီလအတွင်းမှာ နောက်ထပ်မေတ္တာဧကန္တလေးပေါ့နော်ငရေသူလူတဲ့မေတ္တာဧကန္တမှာမမိ928မေတ္တာနဲ့ဟော1500မေတ္တာနဲ့ဟောချစ်တဲ့လူခင်းလူပေါများနေရပေါ့နော်အထီးကျန်နေတဲ့သူတွေချစ်တဲ့တွေ့တာမျိုးကြီးဂျုံရမယ်နော်အဲ့တော့ချစ်သူရည်စားမရှိတဲ့သူတွေကချစ်သူရည်စားရှိမယ်အဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့ကတော့နှုတ်နှစ်ဖက်ပြဿနာလေးတော့အနေငယ်ရှိရဲ့အဲဗာမုတ်တွေပြဿနာလေးနဲ့လည်းတင်းမာတာလေးရှိသလိုတရားနဲ့တောင်မယ်မာနာလေးခြောင်ချေးပိုင်းနေမှာကတော့ကစားလေးတွေများတတ်တယ်ပေါ့နော်မမိချစ်သူပေါ်စိတ်မချတာမျိုးတန်တွေကပွားစရာအကြောင်းကိစ္စလေးတွေပေါ်လာနိုင်တယ်နှုတ်ချတဲ့ ှာနောက်ဆက်လေးဝင်လာနိုင်တဲ့အတွက်သစ္စာရှိရှိလက်တွဲနိုင်မှာအဆင်ပြေမယ်ပေါ့နော်အဲ့တော့နှိုးဘွားရှင်အတွက်တိုင်မြင်ရတာမျိုးလေးတွေဘွားရှင်အတွက်ပေါ့နော်ဒါတိုင်မြင်နှီးနှောပြီးတော့ရှေ့ဆက်မဲ့ပေါ့နော်မိမိတို့နှစ်ယောက်ကကံကြမ္မာလေးတွေအဲဘွားရှင်ရေးလေးတွေကိုပြောဆိုတိုင်မြင်နှီးနှိုင်းရတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့အခြေခံကမှအများနဲ့အဆင်ပြေနေတာမျိုးတော့မဟုတ်ဘူးတခါတည်းရန်တင်းမှမူလေးတွေတော့ရှိလာနိုင်တယ်ဆိုတော့အရေးအယံလေးတော့ပေါ်တာပေါ့နော်ဒီလအတွင်းမှာဒါမေတ္တာရေးခန္ဓာလေးတွေပေါ့နော်နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေကိုပြောပြပေးသွား ားမှာပါအဲ့တော့ဒီလအတွင်းမှာဒါတောက်ကြတန်သမီးလေးတွေရဲ့ကျန်းမာရေးကဏ္ဍလေးတွေကိုကြည့်လိုက်တဲ့အခါမှာ အစားမားတာမျိုးတွေရှိမယ်လေအောင်တာလေးရှိမယ်ပေါ့နော်ဝမ်းပိုင်းနဲ့ပတ်သက်တာမျိုးပေါ့ပြီးတော့နှလုံးအားနေပြီးတော့မူမောရှင်တုံတာလေးတွေရှိမယ်နောက်ပြီးတော့အယုံကြောအားနေတာလေးတွေပေါ့နော်နာအယုံကြောပိုင်းဥကောင်းပိုင်းမကြည့်တာလေးတွေအကြောတက်တာလေးတွေရှိမယ်အကုန်လုံးဖြစ်မယ်လို့မဆိုလို့ခုပြောတဲ့ယောဂါလေးကတခုမဟုတ်တခုဖြစ်လာနိုင်တယ်နော်ဒါစိုးရင်ဇာတော့မရှိဘူးအသက်ကြီးပိုင်းနေရာတော့ဖြစ်တတ်တဲ့ယောဂါလေးကလေနဲ့ပတ်သက်တဲ့ယောဂါဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါနော်သွေးပေါင်တက်ကြလေးရှိမယ်အော် အိမ်မပြောတဲ့ယောဂလေးတွေပေါ့နော်အိမ်အနေနဲ့ပါတာမျိုးတွေအိမ်မပြောတဲ့ယောဂမျိုးတွေရှိမယ်စိတ်ထိုးစိတ်တောက်လောက်ရတာမျိုးကျုံမယ်ကြည်ကြည်မြမယောဂဆိုတော့မကြောက်နိုင်ဘူးပေါ့နော်အခုပြောတဲ့ယောဂလေးတွေကတော့ဒါဒီလတွင်မှာဖြစ်လက်ဖြစ်တာရှိလာနိုင်တဲ့ယောဂလေးတွေပေါ့နော်အာနောက်ထပ်ပြီးတော့ဒါပညာရေးခန္ဓာလေးတွေပြပြပေးသွားပါမယ်အဲ့တော့လက်ရှိဒီလတွင်မှာပညာရေးခန္ဓာလေးတွေကတော့တိုးတက်နေတဲ့ကာလလေးတွေရောက်ရှိရဲအသိပညာဘူးသူရတွေတိုးပွားမယ်ဆရာကောင်းသမားကောင်းတွေရဲ့လမ်းညွှန်မှုကြောင့်အောင်မြင်မှုတိုးတက်မှုကြောင့်စုံမှုတွေရရှိနိုင်တဲ့ပေါ့နော်အဲ့တော့ပညာရေးစာတာကောင်းတဲ့ ဲတင်နန်းတက်ဖို့တွေပေါ်လာတာမျိုးတွေရှိမယ်တက်ပါကိုပွားတဲ့အထောက်အကူပြုမဲ့တင်နန်းတွေဖြစ်တယ်เนาะအဲ့လိုမျိုးအဲ့တော့အစိုးရဝန်ထမ်းတွေဆိုရင်လည်းတင်နန်းတက်ရတာမျိုးဆောင်ပွဲဖြစ်ရတာမျိုးကြီးဂျုံဝနိုင်တယ်အဲ့တော့ဒီရိုးရိုးမိမိတို့ရဲ့ပညာရေးခန္ဓာလေးတွေပေါ့เนาะဒါအကြောင်းသူအကြောင်းသားတွေဆိုရင်ပညာရေးကအောင်မြင်မှုရရှိမယ်ကိုယ့်ရဲ့စူးစမ်းတလောက်ကိုထွန်းပေါက်အောင်မြင်နိုင်တဲ့အနေအထားတွေရှိရတဲ့ပညာရေးစာတာကောင်းမွန်နေတယ်เนาะနောက်ထပ် ဒီနိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ပြပြပေးသွားမှာပါအဲ့တော့နိုင်ငံခြားကဏ္ဍပတ်သက်ပြီးတော့ကြီးလိုက်တဲ့အခါမှာပြည်တွင်းပြည်ပခီးကန်လေးတွေအခက်အခဲထင်းငို့တွေရှားနေပြီးတော့အဆင်ပြေလာပါလိမ့်မယ်နော်ဗီဇာဗီဇာကိစ္စ passport ကိစ္စတွေလည်းအနေနဲ့ခက်ခဲစီပြီးရနိုင်တယ်အလွယ်တကူတော့မရနိုင်ဘူးနိုင်ငံခက်ခဲကြံ့ညာစီပြီးတော့အောင်မြင်နိုင်တယ်ပေါ့နော်အဲဆောင်းဆိုင်နေရတဲ့ခီးစင်လေးတွေထွက်ရဖို့ရှိတာမျိုးတွေကြောင့်ပဲပြည်တွင်းပြည်ပခီးကန်လေးတွေအားကောင်းတဲ့လာလေးတစ်လဖြစ်ပါတယ်နော် အဲ့တော့ဒီလာထဲမှာပြည်တွင်းခီးစင်ရှိသလိုပြည်ပခီးစင်နဲ့အားကောင်းတယ်သူမဟုတ်ဖျားဖူးခီးကန်လည်းရှိရလို့တော့ပေါ်တယ်ပေါ့နော်ဒီလာခီးကန်လေးကတော့ကောင်းပါတယ်အဲဒီလာအတွက်ကျိုးပိလက်ကီကနန်းလေးတွေကိုပြပြပေးပါမယ်ဒီလာအတွက်ကျိုးပိလက်ကီကနန်းလေးတွေကတော့ခွန်ကနန်း6ကနန်း3ကနန်းကအကျိုးပိလက်ကီကနန်းလေးတွေဖြစ်တယ်နော်မမီတို့လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်နော်နောက်ထပ်အကျိုးပိလက်ကီကာလာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအဖြူပွင့်အဖြူရောင်နီညိုပွင့်နီညိုရောင်ခဲပွင့်ခဲရောင်လေးတွေကအကျိုးပိလက်ကီကာလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းတွေအရေးကြီးသောကိစ္စတွေအရေးကြီးသောအကြောင်း ောင်းဝါးလေးမှာဝိစင်သုံးဖြူချင်းဖြင့်ကန်ဆာတာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီလအတွက်အဆအဆအရာအစဉ်ပြေစေဖို့အတွက်ကန်ကောင်းမယ်စေမဲ့ပြုလို့ရဖို့နော်ရေဒီယာလေးကိုပြော့ပေးမယ်ဒီတလာလုံးကန်ကောင်းမှုအတွက်ပြုလို့ရမယ်ရေဒီယာလေးကတော့မမိအိမ်ဖျားမှာစပယ်ပန်းလေးတွေအမြဲလုံပါနော်အဲ့တော့ ဖះဆုံးကတာဆုံးလောင်းဖုံးကြီးဆုံးလောင်းနာလေးတွေမကြခဏပြုလုပ်ပေးပါမရှိဆင်းရဲသားလေးတွေပေးကမ်းဆုံးကျဲတဲ့နော်ဒါဒါနာလေးတွေပြုလုပ်ပါအန်တီကင်းခုံတော်လေးတွေယူပွားပြီးတော့ဖြတ်တန်းပါတဲ့နော်ဒီလိုရတရားလေးတွေဒီလိုခုံတော်လေးတွေယူပွားပြီးတော့ဖြတ်တန်းခြင်းမြေကံကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်ထို့ကြောင့်ဒီလအတွင်းမှာတောက်ကြတာသမီးတွေအဆအဆအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်တီဘေးတွေကင်ဝေးဘေးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ေလို့ဆီယမကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်။